ခொနည်းရသားများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်ပါစေ။ဒီနေ့ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းလေးဘုံမြမရိုရာအထောက်အောင်ခိုင်းစာအုပ်မှာဟောကြားထားသောစနေသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိ15ရက်စာကြံပြု ဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ။ စေအစ်စ်တနိုင်းတရားအောင်လဲဘေးနားခေါင်းလောင်းလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် စနေသားသမီးများအတွက်15ရက်စာဟောစတန်ယခုကာလအတွင်းမှာအလို့အကျန်စီများအောင်မြင်မယ်ထူးခြားသောကံအခွင့်အလမ်းအသည့်များပေါ်ထွက်မယ်အရွေးရခက်လောက်အောင်အခွင့်အရေးနှမျိုးပေါ်ထွန်းသောကာလဖြစ်ပါတယ်သူတစ်ပါးကြောင့်နောက်နေ့ကြံ့ကြာနေသောလုပ်ငန်းများအကျန်စီများရှေ့တိုးဆောင်ရွက်၍အဆင်ပြေသောကာလဖြစ်ပါတယ်အိုးအိန္ဒိယထိုင်းငင်းကိစ္စများပြောဆိုအဆင်ပြေမယ်အိန္ဒိယအညံ့ရှိတတ်ပါတယ်မိသားစုမှာငွေကုန်များစရာများကြုံရမယ်ခရီးနှံပတ်သက်သောကိစ္စဆောင်ရွက်အဆင်ပြေမယ်ခါတိုင်းထက်ပို၍ငွေဝင်ကောင်းမယ်ကိုယ်တိုင်သွင်း၎င်း ောင်းမိသားစုတွင်၎င်းခြံကအခန်းကိစ္စများပြောဆိုဆောင်ရွက်မှုများအောင်မြင်မယ်ထူခြားသောအခွင့်အရေးများပေါ်ပေါက်မယ်ပေါ်လာသောအခွင့်အရေးများကိုအသုံးပြုပြီးမွေးကြေးတိုးဝမယ်ကြံ့ကြာနေသောရပိုင်ခွင့်များလက်ဝယ်ပြန်လည်ရရှိမယ်စနေနေ့တနင်္လာနေ့မွေးသောသူများကောင်းကျိုးပေးမယ်၎င်းတို့နှင့်ပတ်သက်ဆောင်ရွက်သောကိစ္စများမှာကောင်းသောအကျိုးဆက်များရရှိမယ်ဘုရူးနေ့တနင်္ဂနွေနေ့မွေးသူများနှင့်ပတ်သက်ဆက်ဆံရာတွင်တရိရှိရမယ်၎င်းတို့ကြောင့်မိမိအကျဉ်းစီများရည်ရွယ်ချက်များပြည့်ဝတတ်ပါれရွှေဥဝံမတော်ပါဆ က်ပစ္စည်းအဝယ်မတော်ပါရှင်ဆွဲပစ္စည်းများလည်းအပြည့်အဝများတယ်လေသူတို့ကလာရောက်၍ပစ္စည်းပေါင်းနှံခြင်းအနှံခြင်းများကိုချောင်းဝင်၍တာဝန်ယူခြင်းမပြုလုပ်သင့်မှာပြဿနာဖြစ်တတ်ပါလေဥပဒေနဲ့မကင်းသောကိစ္စဟုသမျှရှောင်ကြဉ်မှာပြဿနာတစုံတရာဖြစ်ပါကလည်းဖြစ်ရှင်းရန်ခက်ခဲတတ်ပါလေစနေနံတိပနတ်အထင်အုတ်ထုတ်များလက်ဆောင်ရရှိက အထူးကောင်းပါလေနိုဝင်ဘာလ23ရက်29ရက်30ရက်ဒီဇင်ဘာလ3ရက်နေ့များတွင်အစိုးညံအတိုက်ခံအားလုံးကိုဖြစ်ရှင်းနိုင်မည်အလူမင်္ဂလာကိစ္စ စားများကြုံရမယ်။မွေးကြီးကံကောင်းမယ်။အခက်အခဲများဖြေရှင်းနိုင်ပါလိမ့်မယ်။မွေးဝင်မယ်။မစင်စင်ပဲလုံးလိုက်သောကိစ္စများမှာအကျိုးထူးများရရှိမယ်။လူမျိုးကွဲကာပြားများအကျိုးပေးမယ်။ရဝိနှင့်ဆက်သွဲလောက်ကိုင်းသောကိစ္စများမှာအကျိုးထူးရရှိမယ်။မိသားစုမှာအိုးအိမ်ကိစ္စ၊နေရာထိုင်ခင်းကိစ္စအတွေ့ပြောဆိုဆောင်ရွက်ခြင်းများအောင်မြင်မယ်။နိုဝင်ဘာလ20ရက်21ရက်22ရက်25ရက်28ရက်ဒီဇင်ဘာလ4ရက်နေ့များတွင်စတင်လိုက်သောကိစ္စများကြံ့ကြာနှောင့်နှေးမယ်။တပိုင်းတစဖြစ်တတ်ပါれစနစ်တကျ စီမံပြီးလုပ်ရမရပါဖြစ်လာသည်များနဲ့လက်တွေ့ကွာဟနေမယ်ဆက်ပစ္စည်းများပြည့်ရွံ့မယ်အလုံးဝရတနာများပျောက်တတ်တယ်ရွှေလူအဆရှိသောဘုရုဏံပစ္စည်းများထွက်ကင်းကြုံမယ်အလုံးကိစ္စများတွင်လူယုံလူရင်းဒုက္ခပြည့်တတ်ပါတယ်အိမ်ရှိအသက်အရွယ်ကြီးရင်သူများကျမ်းမာရေးအညံ့ကြုံမှာကမပေါ့တယ်မှာပြေဝေဒုရဖြစ်ခြင်းကြောင့်အခွင့်ကောင်းများလက်တလုံးချဆုံးရှုံးတတ်ပါတယ်နိုဝင်ဘာလ24ရက်26ရက်28ရက်ဒီဇင်ဘာလ1ရက်2ရက်နေများတွင်အခွင့်အရေးနှမျိုးတစ်ပိုင်းနဲ့ထဲပေါ်ပေါက်မယ်အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်နိုင်မယ်။နေရာပြောင်းရွှေ့အတွက်စီစဉ်သူများလိုရာပြည့်စုံမယ်။လူသစ်ဝင်ကျင်သူများနဲ့ဆက်ဆံရမယ်။ကြံကြံနေသောခီးကိစ္စများအစဉ်ပြေမယ်။တနင်္လာနေ့ခြံကားအခန်းအစ်စ်ဝင်မယ်။အဟောင်းထွက်မယ်။အလဲအလဲအပြောင်းလဲပြုတ်နိုင်ပါတယ်။ပြုတ်ရဲသူများလွန်စွာစံပွင့်၍ရုပ်တရက်အိမ်အောင်ကြခြင်းအထိပင်ဖြစ်တတ်ပါတယ်။မိခင်နဲ့ဆက်နွယ်နေသည့်ကြံကြံနေသော ပစ္စည်းများပြန်လည်ရရှိမယ်။အကျိုးပေးသောအရာအပြာရင်ရောအစိမ်းရင်ရောမိခိုးရောအဝါရောတို့သည်ဒီရပိုင်အတွင်းမိမိအတွက်ကံကောင်းစေ ရန်အထောက်အကူပြုစေသောအယောင်များဖြစ်ပါတယ်။ကံကောင်းစေသောပန်းများမှာသစ္စာပန်၊ရွက်လောင်ညွန့်၊ဇီးညွန့်၊တပြေညွန့်၊ကျဲတခွင်ပန်းတို့သည်ယခုကာလအတွင်းကံအထောက်အကူပြုလက်ပွင့်ကံပွင့်စေသောပန်းများဖြစ်ပါတယ်။ဒီကာလအတွင်းမှာတရုတ်စကားပန်းဖယားမလူပေါင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းစနေနေ့မွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရရွေသော၎င်းထူကြသောနမိတ်ရ၍ချီထိုးသောအခါတွင်၎င်းညံခွင့်အသုံးချ၍ချီထိုးပါယခုကာလအတွင်းအကျိုးပေးကံကောင်းစေသောကဏ္ဍများမှာ2998ခ ကိုကနန်းများဖြစ်ပါတယ်ရေခဲရတနင်္လာနေ့များတွင်အရှိရကိုမျက်နှာမူ၍ဒင်ကယ်စားတော့ခြင်းမကြခဏပြုပါဘရူးနေ့ညနေ3:00နာရီနောက်ပိုင်းတွင်နေ၏အရှိရတွင်အဝေါင်းများစွန့်ပြပါဇနေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးဆန္ဒများပုံမရရှိကြပါစေဇနေသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်